ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ချက်မောင်ကြော်မယ်ပေးရစာချက်မယ်ဒါပါဝင်ပစ္စည်းပေါ့ပစွန်ချောက်နပိချက်သွန်ဖြူချက်သွန်နီစီမြေလေးနဲ့နဲ့ထည့်မယ်ပြီးတော့ရင်ဆနုံမောင်နဲ့စာပေါ့နော်ဒါတော့အချုံမောင်တွေပါတွေကတော့လိုအပ်ရင်တော့ထပ်ထည့်မှာပါအချင်မကိုဒီအနေလောက်ကလေးပဲကျွန်တော်တို့အရန်၆အောင်လည်းမထားဘူးဒီအနေလောက်လေးပဲထားမယ်ထားပြီးတော့ကျွန်တော်တို့ကပြန်ပြုတ်မ ော်သုံးတဲ့နီးစနစ်ပေါ့ဒီတိုင်းကြော်စားတာတက်ပို့ပြီးတော့အရသာပို့ရှိပါတယ်နော်ဒါကတော့ချင်မောင်လေးကိုကျွန်တော်တို့ပြုတ်လိုက်တယ်ပေါ့နော်ရေရေဆေးပြီးတော့ပဲပြုတ်လိုက်တာပေါ့ရေတွေပါနေထက်ထည့်ကြမလို့ပေါ့ဒါကတော့နောက်ဆုံးပြုတ်ပြီးတော့ရလာတဲ့အချိန်လေးပေါ့နော်ပြီးတော့အဲသူပြုတ်ရည်လေးနည်းနည်းကျန်မယ်ဒီပြုတ်ရည်လေးကိုလည်းကျွန်တော်ချက်တဲ့နေရာမှာထည့်ထည့်ပြီးသုံးမယ်ဒါခုနကတော့ပါဝင်ပစ္စည်းဖြစ်တဲ့ပစ္စုံကြောင့်တွေပါနေပြင်ထားတယ်ကျတော့ဖြူလေးတွေကိုထောင်ထားပါတယ် စီတက်ပြီးစီတက်တယ်ဆိုတဲ့အချိန်ကျတော့နံပါတ်7ဖြူ7ဒီစနောမုံနဲ့မပြီးဘူးခဲစီတက်တယ်ဒီနေလေးရောက်သွားပြီးစီတက်တာရသွားပြီဆိုတော့ကျွန်တော်တို့မြက်ကိုထဲတယ်ဇွန်ကြောင်မုံထဲတဲ့မြို့တီးမုံထဲတဲ့မှွေမယ်ပြီးတော့ရင်အချမောင်ဆက်ထဲ့မယ်ပြီးတော့မှွေမယ်အဲ့တော့ကိုကြိုက်တဲ့အနေထားရအောင်မှွေတယ်ပေါ့နော်6 6ကြိုက်ရင်6 6ကြိုက်တဲ့သူက6 6လေးပေါ့အစူမကြိုက်တဲ့သူကအစူပေါ့ ါတော့ကျွန်တော်ခုနကြံခဲ့တဲ့ပြုတ်ရည်လေးထက်ထက်ပြီးတော့ကြော်တာပေါ့နော်ဒါပြုတ်ရည်လေးထက်တာဒီတိုင်းကြော်စားကြည့်ပါအချင်းနဲ့တက်ပါတယ်ပြီးတော့သူ့ရဲ့အချင်းလိုခြင်းကိုမကြရင်ခုနတော့ပြုတ်ထားတဲ့အရင်လည်းလျှော့လိုက်လို့ရတယ်ပြီးတော့ခြောက်သွားတဲ့အချိန်မှာကြော်ပြီးတော့ရေနဲ့ဘောလုံးကြီးလည်းမဖြစ်တော့ဒီနောက်ဆုံးဒီအနေလေးရသွားပြီဆိုရင်ချလိုက်ပါချပြီးဒါတော့ချမကျော်ရစက်လီရတော့ပါပြီ ်ကျော်လေးပြီးသွားပြီဆိုတော့ပဟင်လေးဆက်ချက်ပါမယ်။ဒါပဟင်ကတော့စားလေးနဲ့ပဲကျွတ်တွန်ဖြူကျွတ်တွန်နီးဆနွဲမှောင်လေးနဲ့စုံစေးရည်လေးထည့်မယ်။ပြီးတော့ပွက်အောင်ထားလိုက်ပါမယ်။အဲ့တော့ဒီလိုလေးပွက်ပြီးဆိုတော့ပဲအီအနေထားပူပြီးပဲရစာဆိုတဲ့အတွက်ကြောင့်မို့သူကတိတ်တော့ချက်စရာမလိုခဏလေးနဲ့ပဲကျက်တယ်ပေါ့။မြန်မြန်လွန်လွန်ကူကူလဲချက်စားလို့ရတယ်ပေါ့။ကဲနောက်ဆုံးတော့ချက်မောင်ကျော်ကောကျော်ပြီးသွားပြီ။ပဲဟင်းလေးလည်းရသွားပါပြီ။အားလုံး ီတိုင်းဒီနေ့လေးနဲ့ချက်စားကြည့်ကြပါအရသာရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်